At a military airbase near Paris, French President Emmanuel Macron welcomed Ukrainian leader Volodymyr Zelensky. Ukraine အတွက်ပြင်သစ်ရဲ့အစွန်းမြင့်တိုက်လေရင်အစည်းတရာနဲ့လေကြောင်းကာကွယ်ရေးစနစ်တွေရေရှည်ထောက်ပံ့ရောင်းချပေးတော်မူတဘောတူညီစာချုပ်ကိုနိုဝင်ဘာလ18ရက်နေ့တုန်းကနိုင်ငံကောင်းဆောင်တွေလက်မှတ်ရေးထိုးခဲ့ပါတယ်။ ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်နဲ့ယူကရိန်းသမ္မတပိုလိုဒီမတ်စလန်စကီတို့ဟာတမိုင်းဝင်တဘောတူညီမှုလို့ကြေကျော်ထားတဲ့အစားချုပ်ကိုပြင်သစ်နိုင်ငံရဲ့မြို့တော်ပါရီနာကလေးတပ်စခန်းတစ်ခုမှာအတူလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။စားချုပ်ရဲ့ရည်ရွယ်ချက်ဟာယူကရိန်းကလက်ရှိရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲအတွက်ပြင်သစ်ရဲ့စစ်လက်နက်တွေကိုအပူတပင်းကူညီပေးဖို့ဆိုတာမျိုးထက်စစ်ပွဲအလွန်ယူကရိန်းရဲ့လုံခြုံရေးကိုကာကွယ်စောင့်ရှောက်နိုင်ဖို့အဓိကရည်ရွယ်ထားတာဖြစ်ပါတယ်။ ပင်တရဲ့အစင်မြင့်စစ်လက်နက်တွေကိုဖြစ်တင်ပေးထားခြင်းကြောင့်ယူကရိန်းဟာအနာဂတ်မှာကြုံလာနိုင်တဲ့ရုရှားတိုက်ခိုက်မှုအသစ်တွေကိုကိုယ်စွမ်းကိုစားနဲ့ပုံမကာကွယ်လာနိုင်မယ်လို့မက်ခရွန်ကဆိုပါတယ်။စာချုပ်အရပင်တဟာလာမယ့်ဆယ်နှစ်တာအတွင်းယူကရိန်းအတွက် Rafael F4 တိုက်လေရင်စုစုပေါင်းအစီးတရာကိုတတုတ်ချင်းစီလေးပြောင်းပေးသွားမှာဖြစ်ပါတယ်။ပြီးတော့ယူကရိန်းအနေနဲ့ပင်တရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေ၊ဒုံးကျည်တွေ၊ဒရုန်းတွေနဲ့တခြားခေယံမီးကျောက်တွေကိုလည်းဝေယူနိုင်မှာပါ။ ယူကရိန်းစီတိုက်လေရင်အစည်းတရာကို2035မှာအပြစ်သက်ပေးဖို့ဟုစီစဉ်နေပြီလို့လဲရာဖေတိုက်လေရင်တွေကိုထုတ်လုပ်တဲ့တစုကုမ္ပဏီကအတည်ပြုခဲ့ပါတယ် ဒီသဘောတူညီချက်ရဲ့ငွေရေးကြေးရေးဆိုင်ရာအသေးစိတ်အချက်လက်တွေကိုတော့မထုတ်ပြန်သေးပါဘူး။ဒါပေမဲ့ထွက်ပေါ်နေတဲ့သတင်းတွေအရယူကရိန်းပေးချေရမယ့်ငွေပမာဏကိုလျှော့ချဖို့အတွက်ပြင်သစ်ဟာဥရောပသမဂ္ဂ EUC ကဗန်ဒါရဲ့အထောက်ပံ့တွေကိုကူညီညှိနှိုင်းယူပေးတာလက်ရှိဆိုင်းငံ့သိမ်းယူထားတဲ့ရုရှားပိုင်ဆိုင်မှုတွေထိထုံထုံသုံးစွဲတာတွေကိုဖိမြောက်အောင်စီစဉ်ပေးဖွဲ့ရှိတယ်လို့သိရပါဗျ။မက်ခရွန်ကယူကရိန်းဟာတိုက်လေရင်အပြင် ပြင်သစ်ရဲ့အရန်ထီရောက်အားကောင်းတဲ့ရေဒါစနစ်တွေလေကြောင်းကာကွယ်ရေးလက်နက်စနစ်ရှိခုနဲ့တခြားခေတ်မီစစ်လက်နက်တွေလည်းလက်ခံရရှိမယ်လို့ပြောပါတယ်ဆူလန်စကီကအဲ့ဒီလိုလက်နက်တွေဟာပြည်သူတွေရဲ့အသက်အိုးအိမ်ကိုကာကွယ်ရမှာအရန်ထီရောက်အရေးပါလာလိမ့်မယ်လို့မှတ်ချက်ပေးခဲ့ပါတယ်ရာဖေတိုက်လေရင်အစည်းတရားဆိုတာဟာတကယ့်ကိုများပြားတဲ့ပမာဏဖြစ်ကြောင်းစစ်ပွဲကြောင့်ပြုံးတီးနေတဲ့ယူကရိန်းရဲ့ကာကွယ်ရေးစွမ်းရည်ကိုပြန်လည်ဖြစ်တင်းရမှာဒီလိုအားပြမှုတွေလိုအပ်တယ်လို့လည်းသူကဆိုပါတယ် မန်ခရွန်ကတော့ယူကရိန်းအနေနဲ့အနာဂတ်မှာဘလို့အခြေအနေမျိုးတွေရင်ဆိုင်ဖြတ်တန်းရတာပဲဖြစ်ဖြစ်သူ့အနေနဲ့ထိထိရောက်ရောက်ဆက်ပြီးပံ့ပိုးကူညီချင်ကြောင်းလဲသတင်းထောက်တွေကိုပြောကြားသွားပါတယ်။